မြန်မာနဝချင်းတဲ့ကိုအစဉ်တစအားပေးနာစေနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမ္ယဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တိဆက်ပေးနေပါတယ်ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးဆရာနောင်ယိုစေးရေးသားထားတဲ့အယူတော်တော်နဲ့မဖဲဝါရဲ့မွေးစားသားဇလားလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်သူ့နာမည်ကငမုံလယ်ယိုရောက်မှာငမုံဆိုတဲ့နာမည်နဲ့လောက်အောင် လူမုံများပြတဲ့လူချမ်းသာတယောက်ငမုံရဲ့အသက်ကအခုဆို40ဝန်းကျင်ရှိပြီအိမ်တော်မရှိဘူးလူလူတယောက်ပါပဲရုပ်အသွင်ကခက်ထက်ထန်ရှိပြီးတော့မျက်နှာမှာကြောက်ပေါက်မာတွေနဲ့ကိုဟန်ကအရက်အတင်းတင်းနဲ့ကြစ်လက်တဲ့အသင်ရှိတယ်။သူကလရိုးရတရွာလုံးကိုငွေနဲ့အုံမိုးစင်းနေထားပြီးတရွာလုံးကလည်းသူနဲ့ကင်းသူမရှိအောင်လှုပ်ထားရင်အားလုံးကိုသူကစိုးမိုးထားလိမ့်တယ်။သူဟာမဖဲဝါရဲ့မွေးစားသားရဲ့လို့လည်းသူ့ကိုခေါ်ဝေါ်သမုတ်ချလိမ့်တယ်။ တကယ်တမ်းမှာတော့ငမုံရဲ့ဘွားအခုလိုဖြစ်လာခဲ့တာလေမဖဲဝါနဲ့ဆက်နေမှုတချို့ရှိခဲ့တယ်လို့တစ်ဖက်မှာလည်းသူ့ခင်မင်းကိုညီခဲ့တဲ့မျက်စာလေးတွေကြောင့်လည်းပါတယ်ငမုံဒီလိုဘွားမဖြစ်ခင်အကြောင်းတွေကိုပြန်ပြီးပြောပြရအောင်မယ်ငမုံရဲ့အမုန်းခံဘွားလက်ရှင်ကြီးဥပဝင်ကိုရန်နေမှုကကနေစလာခဲ့တာဒီအကြောင်းတွေကိုပြန်ပြီးပြောပြရမယ်ဆိုရင်အဲ့ဒီတော့ကငမုံရဲ့အသက်က16နှစ်ပဲရှိသေးတယ်ဖခင်ဖြစ်သူစုံပြီးမိခင်နဲ့အတူတူကြံ့ရည် ။စာဝင့်နေရေးအတွက်ငမုံတယောက်ရွာထဲကလက်ရှိအိမ်မှာတရင်ကဝင်လုခဲ့လေတယ်။သူတရင်ကလုတဲ့လက်ရှိကကစေးနဲ့တက်တဲ့ဥပဝင်ဆူတဲ့လူကြီး။ကစေးကလုံးလုံးဥပဝင်ရဲ့အိမ်မှာဘသူအားမှအလုံဝင်မလုလို့။ဝိုင်းရေးအတွက်မတက်တာတဲ့ငမုံကတော့အောင့်ဤပြီးတော့ဝင်လုရလေတယ်။တရက်တမ်းမှာတော့နဂိုကလေးကတရှောင်းရှောင်းဖြစ်နေတဲ့ငမုံရဲ့မိခင်ကြီးကကျမ်းမာရေးအသေးအတန်ထားဖြစ်တယ်။ဒီတော့ဆွေမရှိမျိုးမရှိနှစ်ကောင်ကျွဲ့နှစ်မျက်နှာသမားငမုံအဖို့ အကိုရကသူ့ရဲ့လက်ရှင်ကြီးဥပဝင်မယ်။မိုးတဲထန်စွာရွာနေတဲ့ကြာမြေခင်ကြီးစိတ်နဲ့ငမုံတယောက်ရွာထဲကိုတုတ်ချစ်တင်ပြီးပြေးခဲ့တယ်။စေးစရာအရင်အကျိုးအကြောင်းပြောပြီးပြင့်နေ။ပြီးတော့စေးဖို့ပေးဖို့အတွက်လက်ရှင်ကြီးစီကိုဝင်ဝင်ချေးတယ်။ချင်းမေကိုနှစ်ဝက်စာ ပေးချင်ရမယ်လက်ကျန်လောအခါတရားဖြည့်ယူပေးဖို့ပြောတယ်။ဒါဥပဝေကလက်မခံဘူး။မချေးပေးနိုင်တဲ့အပြင်တနစ်စာလောအခါရဲ့ကျင့်တဝက်ကိုနှစ်ပြည့်မှာပေးမယ်ဆိုတဲ့အကြောင်းပြောလာတယ်။ ငမုံကထပ်မံပြီးတောင်းပန်ပြောတော့ဥပဝင်ကဆဲဆိုတယ်။ငမုံသေးခံပြီးထပ်ပြီးအကူအညီတောင်းတယ်။ဥပဝင်ကမကူညီတဲ့အပြင်ပို့ဆိုးလာပြီးငမုံကိုရနက်တယ်။ဒီအပြင်အလောက်ကထုတ်ချောင်းပြောပြီးအကျိုးချေးပေးထားတဲ့ငွေကိုလည်းပြန်ပေးဖို့ပြောလာတယ်။ငမုံဘက်ကဘလို့ပဲတောင်းပန်ပြီးပြောပေမဲ့ဥပဝင်လက်မခံဘူး။ကိုတိလက်ရလုတ်တဲ့အပြင် အပြောဆိုရလဲပို့ပို့ရန်ဆန်းလာခဲ့တယ်။ဒါပေမဲ့လည်းမိခင်ကိုဆေးကုချင်တဲ့အတွက်ငမုံဒူးထောက်ပြီးပါတောင်းပန်တယ်။ သူတို့အတွက်အားကိုးရကလည်းဒီလက်ရှင်ကြီးတယောက်ပဲရှိရလေမင်းရဲ့မယားဦးကြီးကိုစေကူဖို့ဒီလောက်တောင်မှအကဲပေါနေရတယ်ပေါ့ဥပဝင်းစရာတားမိချင်းကိုပေးစားသမုတ်ပြီးပြောလာတဲ့မယိုင်းခနဲ့တဲ့စကားဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာတော့ငမုတ်တယောက်မျက်လုံးနဲ့မြူးဝင်းဝင်းတောက်ရပြီးဘာဆိုဘာမှမသိတော့ဘူးသူတရိပ်ပြန်ကပ်မိတဲ့အချိန်ဥပဝေကခေါင်းမှသွေးရည်နဲ့အိမ်မွားနဲ့ဒရွတ်တိုက်ဆင်းလာပြီးသူကတော့အိမ်ကြီးကိုမီးရှို့ဖို့မီးတုပ်ကြီးနဲ့ရှင့်နေတာရဲ့ အရက်ကဝိုင်းဆဲဝိုင်းတားလို့အိမ်ကိုမီးမရှို့ပေမဲ့ရမ်းမှုပိုင်နဲ့ကျွလုံမှုတွေနဲ့ငမုံးတယောက်ထောင်ချရပြီပေါ့ငမုံးကတော့သူ့ဘက်ကရိုက်တင်လို့ရိုက်တာဒါအောင်ထောင်ချရတယ်ဆိုတော့ငွေများတရားနာရဲလို့တထက်ချယူစားတယ်အရက်ကလည်းသူ့ကိုထောင်ချအောင်ငွေရှင်ဘက်ကနေမျက်နှာလိုက်ပြီးဝါလုံးကြတယ်လို့ထင်မြင်သွားတယ်ဒီလိုနဲ့ငမုံးထောင်တစ်နှစ်ခွဲကြတယ်ဒီရိုက်မှုအတွက်ငမုံးလက်ရှင်ကြီးဥပဝင်းနဲ့အသားဝိုင်းကအလွန်မုန်းကုန်ကြတယ် မမုံထောင်ထဲရောက်ပြီး၃လလောက်အကြာမှာသူ့ရဲ့မိခင်ကြီးကတားဆိတ်နဲ့ဆုံးမသွားခဲ့တယ်။ငကိုကလေးကစိတ်တရားရသွားတဲ့ငမုံဟာမိခင်ကြီးဆုံးမသွားမှန်းသိတော့စိတ်တရားကပုံမပြေးထန်လာတယ်။ဒါမဲ့ငမုံကမယူရဲမဆန်တော့ဘူး။ငွေများလို့တရားနိုင်တဲ့လောကကြီးကိုသူ့ဘက်ကပါနဲ့စွာနဲ့တုတ်ပြတ်မှုဆုံးဖြတ်ထားတယ်။မှန်မှန်သိပါရင်လည်းသူ့ဘက်ကမပါတဲ့လရွတ်တရွာလုံးနဲ့ရန်သူတော်ဖြစ်တဲ့ဥပဝင်းနဲ့အမျိုးသက်တိုက်ကိုစိတ်ထဲကနေသူတိမှတ်ထားတယ်။ ထောင်အားလွတ်တော့လက်ရိုးရောက်ကိုပဲသူရောက်အောင်ပြန်လာတယ်။အရင်သူတို့သားအမေနေထိုင်ခဲ့တဲ့နေရာလေးကပြက်စီယူရင်းနေတာကိုမြင်တော့မိခင်ကြီးနဲ့အတူတူနေခဲ့တဲ့အတိတ်တွေကိုပြန်လည်မြင်အောင်မိပြီ။ငမုံရဲ့ရှင်နေညာကြီးစိတ်တွေပိုလာခဲ့ရတယ်။ဒီအရက်မှာမနေချင်တော့လောက်တဲ့အထီးစိတ်နာမိပြီမဲ့မိခင်နဲ့ဖခင်ခေါင်းချခဲ့ရအရက်ဆိုတော့တခြားကိုသူမသွားလို့ဒါကြောင့်လေရွာနဲ့နီးကပ်တဲ့အဲ့ဒီနေရာကနေမိခင်နဲ့ဖခင်တို့ရှိရာတုတ်တန်ဘက်ကငမုံပြောင်းမိနေတယ် ဒီမတင်ငမုံးတဲ့မင်းစာရင်းနဲ့စုံမှုဖြစ်လာခဲ့တယ်။တဝက်တစ်ခါအတွက်ကိုငါးရှာဖားရှာလုပ်ပြီးတစ်ဖက်ရွာတဲ့စီကိုပားရရောင်းချကလိုအပ်တာကိုအဲ့ဒီရွာတွေကနေပဲဝယ်ယူလို့ငမုံးဖြစ်ရှိနေ။ဒီကြားထဲမှာသူမုံးတဲ့လက်ရိုးရွာကလူတချို့နဲ့ထိုးဝဲရပွဲတချို့လည်းရှိခဲ့ပူတယ်။တခုတော့ညနေမှာတော့ငမုံးတယောက်ချောင်းဝဲထဲမှာငါဖမ်းရင်ငါကအတော်ကြီးကြီးတကောင်နဲ့တခြားငါးတွေတော်တော်များများကိုရလာခဲ့တယ်။သူ့တဲအောင်ငမုံးပြန်ရောက်တော့မှောင်ရီပြိုးနေပြီ။ ငါတွေကိုတစ်ဖက်ရွာစီသွားရောက်မှုကမလွယ်တော့တာမို့စေးချောကောက်တဲပြီးတိတ်ဆိတ်ထားလိုက်တယ်။နောက်တနေ့မနေ့ရောက်တော့သူတိတ်ထားတဲ့ငါတွေတကောင်းမှမရှိတော့ဘူး။ငါကိုကောင်းကြီးနဲ့အယိုးတွေကိုတော့တဲရဲ့အပြင်ဘက်ကတစ်ချောက်ပဲကြီးအောက်မှာတွေ့ရတယ်။ငမော့အလွန်မဲ့ဒေါသထွက်သွားခဲ့တယ်။တစ်ချောက်ပင်ကြီးကိုကန်ကြောက်ပြီးဆဲဆိုတယ်။ထိုးရိုက်တောင်းညံ့တယ်။တပ်ပတ်ချလည်းမလဲတဲရဲ့ခန်းလုံးယူဆနိုင်တဲ့ကျွတ်တွေဘာတွေလိုက်ရှာကြည့်တယ်။ဘာဆိုဘာမှတဲလုံစားမရဘူး။ မမုံဒေါသတွေပြေတော့တွေးကြည့်တယ်။ငေါတွေတကောင်မကြအောင်ခိုးစားသွားတဲ့သူကချက်မဖြစ်နိုင်ဘူးလို့ယူဆတယ်။ကြွက်ထက်လဲပိုလိမ့်မယ်လို့တွေးမိတယ်။မွေးလဲဖြစ်နိုင်လို့ရဲ့ပေါ့။ပြီးတော့သူထက်တွေးတာဒီကောင်ကတခါရဖို့ရင်နောက်တခါလာအောင်မယ်လို့သူထင်မိတယ်။ဒါကြောင့်တရခန့်ကိုသူမိအောင်ဖမ်းမယ်လို့ဆုံးဖြတ်လိုက်တယ်။ဆုံးဖြတ်ချက်အတိုင်းပဲညနေခင်းမှာငမုံငါးသွားဖမ်းတယ်။မင်းညလိုပဲငါတွေကိုစေးကြောပြီးတော့တင်စီတယ်။ ဒီတစ်ခါသိသိတဲ့အခါမှာ ကျိုးတက်ထားတဲ့ငါးမြကြိတ်တချို့ငါ့ရရဲ့ဘိုက်တဲထည့်ထားတယ်။အကောင့်ထဲလိုက်မျိုးတဲ့အကောင့်ဆိုရင်တော့မိစီပေါ့။ငါ့ရရဲ့အရင်ရက်ကသိသိထားတဲ့နေရာမှာပဲသိသိလိုက်တယ်။ပြီးတော့ညာဘက်ရောက်တဲ့အခါအိယာထဲမှာလှည့်ရင်မအိပ်ပဲနဲ့ငမုံစောက်နေခဲ့တယ်။တကောင်ကျော်လောက်ရောက်တော့ရုတ်တရက်ငမုံမှီးကင်းနေဖြစ်သွားတယ်။စက္ကနဲ့ပြန်နိုးလာတော့ညာထဲမှာជីជីကြက်ကြက်အတန်တွေကြားမရတယ်။အသေးချာနားစင်ပြီးတော့ ငားတွေတိမ့်ထားတဲ့နေရာဘက်ကအတန်တွေတရခန့်ရောက်နေပြီဆိုတာသိလိုက်ရတာကြောင့်ငမုံးကခြေဖော့ပြီးတော့မှချင်းကက်မိတယ်။မြင်လိုက်ရတဲ့မြုံငင်းကသူ့တသက်တစ်ခါမှမမြင်ဘူးတဲ့မြုံငင်းလူလိုလိုကြောင်လိုလိုအကောင်လေးကောင်ကငါးတောင်းနေရငါးတွေကိုနှိုက်စားနေကြတယ်။နှိုက်စားရတဲ့ခေါင်းနဲ့တကောင်ဘာတွေပြောမှမသိချစ်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 နဲ့ပြောနေကြတာ။ငမုံးထည့်ထားတဲ့ငါးမြချစ်တွေကတော့နဘေးမှာအပုံလိုက်လေ။တစ်ချက်တစ်ချက်လဲ တကောင်နဲ့တကောင်တွန်းထိုးဆော့ကစားနေသေးတယ်။ငမိုးကြည်နဲ့ဒေါသထိတ်မရတော့လက်ထက်အကင်ထားတဲ့ဒုံနဲ့ပြင်းဝင်ရိုက်တော့တယ်။ငမိုးရဲ့တဘုံဘုံရိုက်နှက်မှုတွေစီမှာငားနိုင်စားတဲ့အကောင်လေးတွေကခုံပေါက်ပြေးကြတယ်။ဒုချက်ထိပ်ပေမဲ့အကောင်လေးကဘာမှမဖြစ်တာအောင်ငမိုးမြင်တော့ပို့ပြီးဒေါသထွက်ရလိမ့်တယ်။ဒါနဲ့ဒုတ်ကိုချပြီးလက်ချိလိုက်ဖမ်းတယ်။တကောင်ဝဲမိပြီးကျန်တဲ့၃ကောင်ကထွက်ပြေးပြောက်ခွဲသွားခဲ့တယ်။ငမိုးကလည်းသူ့မိထားတဲ့တကောင်ကိုဖမ်းကန်လို့အသေးချာကြည့်ပြီးတော့ မျက်နာလူမျက်နာအောင်မှတဆေလိုလိုတရေလိုလိုပုံစံလေးဖြစ်နေတာကိုတွေ့လိုက်ရတယ်။အကောင်လေးကသွားဖြဲပြီးတော့ငမုံကိုကြောက်အောင်ခြောက်လန့်တယ်။အကောင်လေးရဲ့ပုံစံကိုကြည့်ရတာကြောက်စရာကောင်းလို့ပေမဲ့ငမုံကတော့မကြောက်ဘူး။ခက်တီတီပဲအကောင်လေးကိုကန်ထိုင်းကမေးလိုက်တယ်။မင်းကဘာကောင်းလဲ။မင်းစားအကောင်လေးကအသက်ခက်သေးသေးခက်ဆူဆူနဲ့ဖြစ်တယ်။မင်းစားဆိုတာကလေးတည်းရဲ့လေမင်းမသိဘူးလား။မသိဘူးကွာ။ မင်းတို့ကကလေးတည်းရဲ့ချစ်တော်ငါဘာလို့ရမှာလဲငါသိတာငါငါတွေကိုမင်းတို့စားပြစ်တာအဲ့လားတွေကိုငါပြန်လို့ချင်တယ်မေသာလေးကငမုံကိုပြူကြောင်ကြောင်လေးကြည့်ပြီးအော်အော်သွားတယ်မင်းကတကယ်ပဲငါတို့ကိုမကြောက်ဘူးလားငါကဘာကိစ္စကြောက်ရမှာလဲအရင်မရှင်နဲ့ငါငါတွေကိုပြန်လို့ချင်တယ်အဲ့ဒါမင်းတို့အခုပြန်ပြီအခုပြန်ပြီလို့တော့ဘယ်ရမှာလဲပြီးတော့ငါတို့ကငါမဖတ်တတ်ဘူးလေမင်းကငါ level နှစ်တက်ပြီတော့မယ် ိမ့်မလားမပေးဘူးလားမမုံကတို့လက်ရဖမ်းမိနိုင်ကြတဲ့မျက်စာလေးကအာအသိနေတာ တကယ်တော့ငမုံငငယ်ကြတဲ့လက်နဲ့ကောင်းမှစိတ်ပေါက်ဘူးတယ်အဲ့ဒီစေးကြောင့်ပဲမျက်စာတော့မြင်နိုင်ပြီးတော့လက်ရဖမ်းနိုင်ခဲ့တာငမုံဒေါသနဲ့ပြောတော့မျက်စာလေးကလက်ချက်သွားတယ်သူတို့ချင်းစကားအခြေတည်းပြောနေတာကိုမြင်တော့တခြားမျက်စာလေးတွေကလည်းအနောက်ရောက်လာခဲ့တယ်သူတို့ကလည်းဒေါသထွက်နေတဲ့ငမုံကိုဝိုင်းပြီးတော့မှတောင်းပန်ကြတယ်မမလောက်ပါနဲ့ ငါတို့ကငါမဖမ်းနိုင်ပေမဲ့ငါရှိမဲ့နေရာတော့ရှာပေးနိုင်တယ်။ကိုလည်းကိုညီပေးနိုင်တယ်။ဒီစကားကိုငမုံစိတ်ဝင်စားသွားခဲ့တယ်။မင်းတို့တိတ်ကြလား။တိတ်တိတ်ကြတာပေါ့။ဒါဖြင့်မင်းနဲ့ပြောင်းငါငါဖမ်းဖို့အတွက်မင်းတို့လုပ်ပေး။မလုပ်ပေးရင်တော့မင်းတို့နေရာကိုမီးရှို့ဖြစ်မယ်။ဆက်ဆက်တွေးတော်မူရဒီမင်းစားလေးတွေဟာတစ်ချောက်ပင်မှာနေတယ်ဆိုတာငမုံသိမိလိုက်တော့မှချင်းချောက်လိုက်တယ်။ငါတို့ကလေးငါတို့တည်စေရမယ်။ပြီးတာပဲ။ ငမုံမျက်စာလေးတွေကိုပြန်လှုပ်ပေးလိုက်တယ်။ပြီးတော့အိတ်ရဝင်ခဲ့တယ်။နောက်တနေ့မနက်ဝင်းလီဝင်လင်းမှာတော့ငမုံစီကိုမျက်စာလေးတွေရောက်လာတယ်။ငမုံအနောက်ဘက်ခြားရိုးပြတ်ထဲမှာငါးပါးဖမ်းချင်။အဲ့ဒီမှာငါးကြီးတွေရှိတယ်။အေးငါးပါးဖမ်းမယ်။မနက်မိုးလင်းတော့ငမုံလည်းပလိုက်နဲ့ငါဖတ်မှုအတွက်လိုအပ်တာတွေကို ယူပြီးထွက်လာခဲ့တယ်။အနောက်ဘက်ရိုးပြတ်ကခန်းတွေချုံတွေထူထပ်ပြီးလူသူအသွားလာနေတဲ့နေရာငမုံရိုးပြတ်ထဲကိုရောက်တော့ ငါးတွေပွပွထနေတာကိုမြင်ရတယ်။ငမောငါးတွေကိုစင်ဖန်းနေ။ငါးကောင်ကြီးကြီးတွေပလိုက်ပြေးလို့နေပါရခဲ့တယ်။မင်းစာတွေကဂရိတီတဲ့အတွက်ငမောလဲကျင်းတ်သွားခဲ့တယ်။အချင်းအားလဲရှိသေးတဲ့အတွက်ငါးတွေကိုငါးပုံပုံပြီးတော့တပုံကိုဖဲ့တယ်။ကျင်းတဲ့လေးပုံကိုတော့သူငါးရောင်သွားနေကြတခြားပြစီကိုလှည့်ရောက်နေ။နေမိုးလွဲလာရောက်တော့ငါးတွေကိုအရောင်းပြီးပြီးမို့ငမောပြတ်လာခဲ့တယ်။တက်ရောက်တော့ထမင်းစားပြီးတအောင်တမနာကအဲ့ရကားနဲ့နိုးတော့ ထည့်ထားတဲ့တပုံကိုအသေးချာချက်ပြုတ်ပြီးညနေစောင်းမှာမှင်စာတွေနေတဲ့တစ်ချောက်ပင်စီကို ပေါလို့လာစားဖို့ခေါ်လိုက်တယ်။ညမောင်တော့ငမိုးစီကိုမှင်စာတွေရောက်လာတယ်။ချက်ထားတဲ့ငါးတွေကိုပျော်ရှင်ခုံပေါက်ပြီးစားတော့တယ်။ငမောင်မင်းစိတ်ထဲကျင်းနေပြီလား။အေးကျင်းနေပြီ။ငါတို့အမြဲတမ်းဒီလိုချက်ကျွေးပါလား။မင်းရောအခုလိုပဲအမြဲတမ်းငါးရှောက်ကူပေးမယ်။မင်းတို့ကငါ့ကိုဒုက္ခပေးမှလား။ငါတို့ကမင်းကိုဒုက္ခမပေးပါဘူး။ ဒါချက်လဲပြီးတာပဲအဲ့ဒီနေရာစပင်ငမုံတယောက်ငါးရှာဖားရှာတဲ့နေရာမှာမျက်စာလေးကောင်ကအကူအညီပေးတဲ့အတွက်အစဉ်ပြေပြေရှောက်ပွေလာနိုင်ခဲ့တယ်ဒီပြေတခြားတောကောင်နေနဲ့တွေ့လဲငမုံကိုမျက်စာတွေကလာရောက်ပြောတတ်တော့ထောင်ပန်းပြုတ်ပန်းလုပ်ပြီးရပြန်တယ်ငမုံတယောက်တန်ငါတစ်ဖက်မုတ်ဆုတစ်ဖက်ဖြစ်လာခဲ့တယ်ဝင်ငွေလဲအတင်းအသင့်နဲ့အစဉ်ပြေလာခဲ့တယ်ဒီပြေအပေးယူမျှတလို့နဲ့အတွက်လဲမျက်စာလေးကောင်နဲ့ငမုံကညီကိုရင်းချလို့ဖြစ်လာခဲ့တယ် တယောက်တည်းသမားငမုံအတွက်မိသားလေးကောင်ရောက်လာရခြင်းက၆တွေ့နေတဲ့သူ့ရဲ့စိတ်ကိုစိုးပြေလာစေတာတော့အမှန်ပဲတခုတော့ညငမုံတယောက်မိသားရင်မွေးထားပါတယ်ဆိုပြီးတရင်ကြီးစေတယ်ညငမုံကိုညှို့တေးထားတဲ့ဥပဝင်ကသူ့ရင်ထဲကအမုံတယောက်ကိုချစ်ဖြတ်ဖို့သူ့ရဲ့အမျိုးတွေတည်းရပဲလုံငါပြီးတော့ဒီညမှာငမုံစီကိုတက်ဖြတ်ဖို့ဆင်လွတ်လိုက်တယ်အဲ့ဒီလူတွေဝင်လာတော့ငမုံကိုမိသားရိယပြောတယ်ငမုံကလည်းမောင်ရင်ဆွဲရှိတော့ရှောင်မပြေဘူး သူကနဲ့ဒါအသေးနေလို့ဒုက္ကံမီရင်ဆိုင်နေတစ်ဖက်ကဆရောက်တီးတီးလက်နက်ကိုစီနဲ့တကယ်နဲ့ခုတ်ကြထိချဖြစ်တော့ငမုံဘက်ကနေမြင်စာလေးကောင်ကကူညီတယ်ငမုံအထီးကမရှိပေမဲ့တစ်ဖက်ကဆရောက်ကတော့ငမုံရဲ့ရိုက်ချက်မြင်စာတွေရဲ့တက်ခတ်မှုတွေကြားထဲမှာအလဲလဲအကွဲကွဲပဲတချို့ဆိုရင်မြင်စာကိုက်တဲ့ထင်ရတွေကိုပယောကဆရာနဲ့အပြေးထံကိုကုသယူရတဲ့အထီးဖြစ်ခဲ့တယ်ဒီဖြစ်ရကြောင့်ပဲငမုံဟာမြင်စာတွေမွေးထားတယ်ဆိုပြီးသတိကြီးလာတယ် ဘသူကမှလည်းငမုံကမထည့်ရတော့သလိုဆိုရင်တော့မှဝဝေးကနေရှောင်သွားကြတဲ့အထိဖြစ်လာခဲ့တယ်။ဥပဝင်ဘက်ကတနည်းများတော့နောက်တနည်းသုံးတယ်။အောင်လန်းတဲ့ငမုံကိုတတ်ခတ်ဖို့လုပ်တယ်။ဒါပေမဲ့လည်းငမုံကန်ကောင်းသွားတယ်။မြေစာလေးတွေကသူတို့ရဲ့မိခင်ကြီးတုတ်တဲ့အရှင်မဖဲဝါကိုအကူအညီတောင်းပေးကြတော့မဖဲဝါကငမုံစီကိုတတ်ခတ်လာတဲ့အောင်လန်းအစီအမှန်သမျှကိုဖယ်ရှားပေးတယ်။ငမုံကမဖဲဝါကိုမမြင်ဘူးပဲ။ဒီအကြောင်းကိုမြေစာတွေကပြန်ပြီးပြောပြလို့သိရတယ်။ ဒီအတွက်မဖဲဝါကိုလည်းငမုံကစတော့ချက်လို့ပတာခဲ့တယ်။စတော့ဆက်တဲ့အချိန်မှာလည်းအမေမဖဲဝါရဲလို့တခုတ်တရသုံးလုံးပြီးပြင့်မိတ်ခဲ့တယ်။တစ်ဖက်ကဥပဝင်ဟာအောက်လက်နဲ့တိုက်မရလို့နည်းနည်းငြိမ်သွားတယ်။တံပြန်ထိခါသွားရတယ်လို့လည်းငမုံသိခဲ့ရတယ်။ဒါမဲ့လောလောလတ်လတ်တော့အဲ့ဒါတွေကိုငမုံစိတ်ဝင်စားအောင်မေဇာရီရဲ့အကူအညီနဲ့ငွေချစ်အစီပြေလာတဲ့အချိန်မှာအညိုအတေအာဃာတတွေထက်သူ့ဘဝတိုးတက်ဖို့ငွေရှိမှလူရဝင်းနဲ့လောကကြီး ငွေအပြည့်နဲ့ခါဆောင်တင်မှုရကိုငမုံပြောင်းပြီးစဉ်းစားတယ်။အချိန်ကြီးကငမုံဘက်ကိုအလေးတာတယ်လို့ပြောရမယ်။မြေသားတွေအပေါ်စိတ်ကောင်းရှိလို့နဲ့ငမုံဟာအကျိုးထူးတဲ့တံပြန်မှုကိုရရှိခဲ့လေတယ်။တ냐မှာတော့ငမုံအိပ်ပျော်နေတုန်းမှမြေသားတွေရောက်လာခဲ့တယ်။ငမုံငမုံမင်းကအရေးကြီးတာပြောစရာရှိတယ်။အင်းဘာပြောမလို့လဲ။မေချမ်းသာမယ်အရေးကွာ။ဘာများလဲကွာပြောစမ်းပါအောင်။ တင်းကျန်နေရဂူပြက်တလုံးမှာရွှေတင်းကားနဲ့ငါတို့တွေ့ထားတယ်။တွေ့ထားတာတော့ကြာပြီ။မင်းကိုပေးချင်တဲ့အကြောင်းအရှင်မစီကိုခွတ်တောင်းထားတာ။အခုအရှင်မမင်းဟာသူ့မွေးစားသားတဲ့။သူ့ခွင့်ပြုတယ်တဲ့။အဲ့ဒါမင်းသွားယူတော့ငါကဘယ်မှာသွားယူရမှာလဲ။လာလိုက်ခဲ့။မင်းစာရီရဲ့ကြီးစုနဲ့အုတ်ကအဟောင်းအပြည့်ကြီးစီကဒင်းကားတွေငမုံရရှိလိုက်တယ်။ပမာဏငမုံရဘွားကိုပြောင်းလဲသွားစေတယ်။လေယူရမှာတင်ချိုင်းနာနေတဲ့မြေနဝဲငမုံဟာ နေချင်းညချင်းကိုပဲငွေချေချမ်းသာသူဖြစ်သွားတယ်။ငမုံရဲ့ဒီလိုပြောင်းလဲခြင်းနဲ့တူတစ်ဖက်ကဥပဝင်ရတော့ကျမရဲ့ချက်ချုံချတဲ့အပြင်စေဝါကြီးကလည်းကြဆင်းလာတယ်။ငမုံကငွေနဲ့စီးပိုးပြီးတော့ဥပဝင်ပတ်ဆိုင်မှုတွေကိုတင်ဝင်လိုက်တယ်။တစ်ဖက်မှာလည်းသုံးတန်နေရမိခင်နဲ့ဖခင်တို့ရဲ့မျိုးပုံကိုခန္ဓာရဲ့ရွှေရောင်အုပ်ကူကြီးတွေတိဆောက်သလိုသူ့ရဲ့မွေးစားအမေမဖဲဝါအတော့ကိုလည်းညာတစ်ခုတိဆောက်ပေးလိုက်တယ်။မိစားတွေအတွက်လည်းနေစရာအဖြစ်နန်းငယ်ကလေးတစ်ခုတိဆောက်ပေးလိုက်တယ်။ ပြီးတော့သူ့အပေါ်ငွေများတရားနိုင်တဲ့လောကကြီးကိုငမောငွေထုတ်ကြီးခါးဆောက်တယ်လို့တံပြံမှုတွေစတင်နေဒီအချိန်တက်တက်ဆက်ဆိုင်ပဲသူတို့တင်နေလုံးမှာမိုးခံကြီးရှားပြီးတော့တင်းနယ်ပြက်စီရတဲ့ကပ်ပြီးဆက်ရောက်လာတော့ငွေဖီးအားရှိတဲ့ငမောရဲ့လက်အောက်ကိုအလုံးကျဆင်းခဲ့ရတယ်အချိန်တစ်ခဏအတွင်းမှာပဲငမောကအလုံးကိုစီးပိုးနိုင်ခဲ့တယ်လက်ရိုးတရွာလောကငမောအရင်ကဘလို့ပဲမုန်းခဲ့ပါစေအခုတော့ငမောရဲ့လက်အောက်ကိုတက်ဆင်းရလိမ့်ပြီ ။ငမုံးကလည်းအနာကိုတီးတော့နာနာဖြစ်ပြီးတယ်။ချိုးနေဖက်ရက်ပြီးစီးပန်နေအောင်နင်းတယ်။ဘသူမှငမုံးကိုတက်မပြတ်နိုင်ဘူး။ကွဲရမှာအလုံးမုတ်တီးချောင်းဆိုကြတယ်။ချိန်စာတိုက်ကြတယ်။ရှစ်မှာတော့မချစ်သွားပြဲခစားရတယ်ပေါ့။ကြာတော့ငမုံးဟာလုံးသမျှဖြစ်နေတဲ့သူ့ရဲ့လောကကြီးမှာသူ့လုံးသမျှအမှန်လို့ထင်မြင်ယူဆလာတယ်။ဒီလိုထင်လာတော့အမှန်ကိုမမြင်တတ်တော့ဘူး။အညိုအတေးတွေရဲ့အမိုက်တိုက်ဖုံးလိုက်ရကငမုံးဟာလူကိုလူလိုတော့မမြင်နိုင်တော့ပဲ နတ်ထက်စင်းနေပြုတ်တဲ့အထီကိုတစ်ဖက်ကန်သမားဆန်လာခဲ့လေ။သူ့ရဲ့မဟာရန်သူတော်ကြီးဥပဝင်းကိုဆိုရင်သူ့ရှေ့စီမှာပဲခေါင်းခွေးလို့တောင်းမရင်တေတဲ့အထီကိုငမုံလှုပ်ပြခဲ့လေ။ဒါရီရတော့ဘဝအပြောင်းလဲများတဲ့ငမုံရဲ့အကြောင်းတွေပဲပေါ့။သူတော်တယောက်မူလပြန်နိုင်ကဇီဒီလေးတစ်ခုစီမှာတမတ်ထထိုင်နေမိတယ်။သူတော်သူတော်မျိုးလုံးတွေကိုဖွင့်ကြည့်တော့သူ့ရှေ့မှာရက်နေတဲ့ဆရာဖြစ်သူဦးစားတကြီးကိုတွေ့ရတယ်။ ။ဒါကြီးလာတယ်ဆိုတော့အကြောင်းထူးပြန်ပြီထင်တယ်။음ဟုတ်တယ်။လယိုးရကပြဿနာမဲသွားပြီးဖြစ်ရှင်းရမယ်သူတော့။ဘယ်လိုပြဿနာမျိုးလဲပါကြီး။တင်းညာရှင်မမဖဲဝါအပါဝင်ပရလောကသားတို့ရဲ့အကူအညီနဲ့ချမ်းသာသွားရကအမားပေါ်အမားစစ်နေခဲ့တဲ့လူတစ်ယောက်ပေါ့။အဲ့ဒီလူကမင်းရချစ်ချွတ်ဆုံးမပေးရမှာ။တို့မဖဲဝါကတော့ကိုကြီးပေးနေဟာလား။ဒါလို့ဆိုသူတို့ကတို့ဆုံးမချစ်ချွတ်ရမှာက တော့အကျုပ်တရားရစေပြီးတော့တသနာဘာကိုဝင်စေရမယ်။သူဟာထုံပေါက်မဲ့ပုံကိုတယောက်။ဒါမဲ့ကဝေတကောင်ကိုတိုက်ခိုက်တာ။စိုးတကောင်ကိုဆုံးမတာ။တစိတကောင်ကိုချစ်ချွတ်တာ။အဲ့ဒါတွေတည်းလူတယောက်ကိုချစ်ချွတ်ဖို့ကပိုပြီးခက်တယ်။ဒါကြောင့်ဂယုစိုက်ပြီးတော့အကောင်းဆုံးလှုပ်ဖို့တော့လိုတဲ့သူတော့။ဘာကြီးတောင်ပြောတယ်ဆိုတော့ဒီလူကိုချစ်ချွတ်ဖို့ဆိုတာအတောက်ကိုခက်ခဲမဲ့ပုံပဲ။ဟုတ်တယ်ကွ။အဲ့ဒီအတွက်ကိုတင်းညာရှင်မစီအရင်ဝင်တွေ့ ပြီးရင်အချိုးအချောင်းပြောပြပြီးတော့အကူအညီတောင်းချင်ဘာဆက်လုပ်ရမလဲဆိုတာအဲ့ဒီကြရင်တော့တိရှိလာမှာပါကောင်းပါပြီပါချင်ဦးစားဒီကြီးကနေရာကနေလှည့်ထွက်သွားခဲ့တယ်သူတို့လည်းတမတ်ထောက်ပြုတ်ပြီးလက်အုပ်ကိုကောက်လဲကနောက်တော့လက်ရိုးရွာစီကိုဥတီလို့ရငမိုးတယောက်သူ့ကိုယ်သူဂုံမလုံးစာနဲ့ခန္ဓာကိုယ်တစ်ခုလုံးစီမှာရွှေအစင်တန်ဆာတွေကိုဆင်ရင်ထားလိုက်တယ်မမောသူ့ကိုယ်သူပြန်ကြည့်ပြီးတော့သဘောကျရင်တဟဟနဲ့အဟေ့ရင်မောလိုက်တယ် ရေခိုက်မှာပဲကောင်းငင်ကြီးတစ်ခုလုံးကမှောင်မဲလာပြီးတော့မိုးသည်မိုးပေါက်တွေလည်းကျဆင်းလာတယ်။မိုးရင်ဆက်တွေကြားထဲမှာငမုံလမ်းပြောက်သွားခဲ့တယ်။ဘယ်စီကိုသူ့သွားရမယ်မသိဒီခိုက်ပွားထန်နေပြီဖြစ်တဲ့သူ့ရဲ့အရှိအမြစ်ပြဟာတုံးတန်တစားပြေအဖြစ်ပြောင်းလဲသွားခဲ့တယ်။အုပ်ကအကျိုးအပြတ်တွေတဲ့ရွက်နေတဲ့မှတ်တမ်းတွေအမြေပုံတွေကမိုးဆက်တွေရဲ့ကြားထဲမှာအစီရှိနေတယ်။ငမုံအာအာတိတ်မြင့်နေတော့မှပဲမြေပြင်ကြီးကတုန်ဟင်းလာပြီးတော့ မြေပုံတွေအုတ်ကူတွေကြားနေကုန်းကုတ်ကောက်ကွားနဲ့လူအသေးကောင်းနဲ့အများပြားထွက်လာခဲ့တယ်။ဒါဒါရီကငမုံတုံလောက်ပြီးရေရွတ်လိုက်မိတယ်။လူသေးကောင်းတွေကငမုံစီကိုဥတီလို့ရိုက်တရိုက်ထိုးတမျိုးကုန်းကုတ်ကောက်ကွားနဲ့တဖုံတချို့ကလေးမထောက်ကြီးတွေခေါင်းရည်ကိုရဲနဲ့လာနေကြတယ်။ငမုံအချင်းနေမဟမတ်တီတော့နေရာကနေပြုတ်ထွက်ဖို့ကြိုးစားလိုက်တယ်။ဒါပေမဲ့သူ့ရဲ့ခြေထောက်တရမြေကြီးစီမှာကတ်နေပြီးပြေးလို့မရတော့ဘူး။ အလောင်းကောင်တွေကငမုံရဲ့အနားစီကိုရောက်လာတယ်။အလောင်းတွေရောငမုံအနီးကပ်မြင်လိုက်ရတော့မှအလွန်အားအသင့်ရပြန်တယ်။အလောင်းကောင်တွေကလရိုးရွာကတက်ရှိထက်ရှားရွာသူရွာသားတွေဖြစ်နေတယ်။အလောင်းကောင်တွေဟာငမုံစီကိုရောက်ရှိလာပြီးတချို့ကငမုံကိုကုတ်ချစ်ဆွဲဖဲ့တယ်။တချို့ကတော့ငမုံကိုကိုက်ကြတယ်။ငမုံအလွန်သေးပြက်ခြောက်ခြားပြီးတော့ထင်းလန့်တကြားနဲ့အောက်ကိုအဟိရုံးကန်မိတယ်။ငမုံရဲ့ရုံးကန်မှုကအဲ့ရနဘေးစီယာကလတ်ထိုင်ကိုကန်မိပြီး ဘဲကြတဲ့နဲ့အတူငမုံးနဲ့အိမ်မက်မက်နေရာကနေလန်နိုးလာခဲ့တယ်။သူတို့ကိုယ်လုံးမှာချွေးတွေကရွှဲနေလို့ငါအဲ့ဒီအိမ်မက်ကြီးကိုထပ်မပြတ်မီငမုံးသူ့ကိုယ်သူပြက်ဆက်စေးရေကျုပ်လိုက်မိတယ်။တော်သေးတာပေါ့အိမ်မက်ဖြစ်နေလို့ဆိုပြီးတော့လဲတွေးခဲ့မိတယ်။တဝရလောက်ကြာတော့အဲ့ဒီအိမ်မက်ကိုပဲငမုံးထပ်မပြတ်နေ။ဒီတစ်ချိန်တော့အိမ်မက်ထဲမှာအလားကောင်းနေသူ့စီကိုရောက်ရှိလာတဲ့အချိန်မှာရုတ်တရက် ယောဂီတယောက်နဲ့အဝါရောက်အထက်အောက်ဝစ်စင်ထားတဲ့အမေအိုကြီးတယောက်ရောက်ရှိလာပြီးတော့အလားကောင်တွေကိုမောင်းထုတ်လိုက်တယ်။အလားကောင်တွေပြောက်သွားတော့ငမောင်းအာကိုတကြီးနဲ့ယောဂီဝစ်စင်သူနဲ့အမေအိုကြီးရဲ့အနားကိုပြင်းပြလာခဲ့တယ်။ကျေးဇူးကြီးလာပါလေကျေးဇူးရှင်တို့ရဲ့ကျုပ်ကိုလေကျုပ်ကိုအဲ့ဒီအလားကောင်တွေနှောက်ရက်နေတာကြပြီဗျ။အခုလိုကျေးဇူးရှင်တို့သာရောက်မလာရင်ကျောက်ဘာဖြစ်မှမပြောတတ်ဘူးယောဂီကဘာမှမပြောအမေအိုကြီးက ငမုံရဲ့ဥကောင်းကိုမိခင်တယောက်လိုပဲကြည်ကျင်နန္ဒာနဲ့အုပ်ကိုင်လာတယ်။ငါသားမင်းအိမ်မက်ဆိုးတွေမက်နေတာကွ။အိမ်မက်ဟုတ်တယ်။ကျုပ်အိမ်မက်ဆိုးတွေမက်နေတာ။ကျုပ်အဲ့ဒီအိမ်မက်တွေကိုမမက်ချင်တော့ဘူး။ချက်ကိုကုညီပါအောင်။ငမုံပြောတော့ယောဂီဝင်းတဲ့လူငယ်ကစူးစိုက်ကြည့်လာပြီ။ခမရသင်ငန်းစစ်တဲ့နယ်လို့ထင်တယ်။ဗျာဟုတ်တယ်။ခမရသင်ငန်းစစ်တဲ့နယ် ခမရရဲ့စိတ်ထဲမှာအညိုတေအာဃာတတွေကပိမ့်ပိမ့်အောင်မှောင်မှန်လွန်းနေတယ်။ကိုငမောင်းခမရစိတ်ထဲကအညိုတွေအတွက်တံပြံမဲ့အစီရင်ကိုရောက်သိမ့်လိုက်ပါဗျာ။မီးဆိုတာသူ့ကိုပူစီချင်ကိုရန်ကအရင်အပူခံရတတ်တယ်။အင်းငိမ့်နဲ့အရေးစီမှာခမရကရှိနေသိမ့်ပြီ။အင်းငိမ့်နဲ့အရေးဟုတ်လား။အဲ့ဒါကဘာလဲ။လောကမှာအင်းငိမ့်ရကမြတ်ဗုဒ္ဓရဲ့တရားပဲဗျ။ခမရစိတ်မှာပူနေသည်ဗျ။ ဒီလိုအိမ်မက်ဆိုးတွေကမကြခဏစက်မှတ်နေအောင်ပဲ။ကြာရင်ခမရလုံပါပါပြီးတော့မှဒုက္ခရောက်ရလိမ့်မယ်။ကျုပ်ကတော့ခမရဘာလို့တင့်နေဆိုတာအကြံပြုအောင်ပဲ။ကျန်တော့တော့ခမရကိုယ်စိတ်နဲ့ကိုယ်သဘောတုံးသက်ဆုံးဖြတ်ပါ။ကျုပ်ကဆုံးဖြတ်ရမယ်ဟုတ်လား။ကဲငါသားအမေတို့ကိုခွင့်ပြုပါအောင်။ဒီကယောဂီသူတော့အကြံပြုတာတော့ငါသားအလေးနဲ့ထားပြီးတွေးတော်စဉ်းစားပေါ့။ပြောပြရတဲ့အမေအိုကြီးနဲ့ယောဂီဝေလူငယ်ဟာ ငမုံရဲ့အနားကနဲ့လွင်ကနေဖြစ်ပြီးပျောက်ခွဲသွားခဲ့တယ်။အမေကြီးဆရာသူတော်နေနေကြပါဦး။ငမုံအဟိရဲ့အိယာကနဲ့လန်နိုးလာခဲ့တယ်။အိယာနဲ့မှငမုံထာမီတွေ့တော်နေမိတယ်။သင်ငန်းဆရာမယ်။ငင်းချင်ရအရေးကိုရှာဖွေရမယ်။ငမုံဒီစကားကိုပဲတွတ်တွတ်ရေရွတ်နေမိတယ်။အချိန်ဘယ်လောက်ကြာအောင်ငမုံရေရွတ်နေမိလဲမသိ။နားထဲမှာကျေးစီတဲ့တက်လွလွင်းကိုကြားမိတယ်။စိတ်ကဘာကြောင့်မှမသိ။ ခြေစီတဲ့ကြာရစီကိုထွက်ကြည့်ချင်လာမိတယ်။ငမောအဲ့ရကနေထားလိုက်တော့အိမ်ရှိပရင်းပေါက်ကိုအပြည့်လမ်းပြီးထွက်ကြည့်တယ်။ထိုးသည့်စားနေရောင်ဖြတ်ဖြတ်အောက်စီမှာနေဆွေးတဲ့တင်ငန်းကိုကြည်ညိုပွဲယုံလို့တပိတ်ပိုက်လို့ဆွန့်ခတ်နေတဲ့တန်ဃာတော်တွေကိုငမောဖူးတွေ့ရလေတယ်။သူတတအခုလိုမြင်ဝင်းကိုဘယ်တော့မှမမြင်ဘူးခဲ့တယ်လို့စိတ်ကခံစားရလေတယ်။ရခိုင်ကမြင်မှုတာတွေလည်းရှိတော့ရှိပါလိမ့်မယ်။ဒါပေမဲ့စိတ်ဝင်စားပါမှမြင်မိမှတ်သားမိတာက လူသဘာဝဆိုတော့အမှတ်တမဲ့ဖြစ်ခဲ့တာဖြစ်လိမ့်မယ်။ဘယ်လိုပဲဖြစ်ဖြစ်အခုတစ်ခါမှတော့ငမုံအတွက်မြင်ငွေးကိုကြည့်စိတ်အစဉ်ကအေဂျင့်ဝို့ကိုခန်းစားရလေတယ်။ငမုံဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်။ဒီဆုံးဖြတ်ချက်ကတော့အလုံးတိကျလိမ့်မယ်ထင်ပါတယ်။တပတ်လောက်အကြာမှာတော့ငမုံတယောက်ရွာဦးเจ้าစီမှာဆံကိုပယ်လို့သင်္ကန်းစီပြီးအရှင်ဩဘာသာပွဲကိုခံယူခဲ့တယ်။သင်္ကန်းစီချိန်မှာအယူတယောက်ကသူ့ကိုဆူဆူဆက်ဆက်လာပြီးကြည့်နေတာကငမုံတက်ဖြစ်လဲ။ အရှင်ဩဘာသာမြင်တွေ့နေရတယ်။တင်ကန်စီပြီးတပတ်ခန့်ကြာတော့ငမုံတဖြစ်လဲအရှင်ဩဘာသာဟာရင်ထဲကအညိုတရားကိုပယ်တက်နိုင်ခဲ့ပြီးအင်းညိယာအစ်မတ်ကိုခံစားသိမိလာခဲ့တယ်။ဒါကြောင့်လဲတင်ကန်ဝင်းနဲ့ပဲယာတပန်နေထိုင်လို့စစ်မှန်တဲ့အေဂျင်ယာစီကိုသွားဖို့ဆုံးဖြတ်လိုက်တယ်။သူပန်ဆိုင်နာတွေအကောလုံးကိုတရွာလုံးစီကိုဖြန့်ကျက်လို့လှူဒန်းလိုက်လေတယ်။အလူရဲ့အဆူဆူသောကုသိုလ်တို့ကိုရင်ဆက်ချလို့အမြတ်တက်ပေးဝေတယ်။ အလူတက်ပြိုးဝေတဲ့အခါမှာသူခင်မင်ခဲ့တဲ့ကျေးဇူးရှင်မျက်စာလေးကောင်တဲ့အတူတင်းကြားအရှင်မနဲ့ယောဂီသူတော်တို့ကိုတခုတ်တရအမျှတမ်းပြိုးဝေတယ်။ဒီကအလူမန်တက်ရဲ့ထောက်တနေရာအစီမရှိနေတဲ့တင်ကန်းစီတုံးကဆူဆူဆက်ဆက်ကြည့်နေခဲ့တဲ့အယူကဝါသာအဲလဲတာရုခေါ်ဆိုတာကိုမြင်မိခဲ့လေတယ်။ညာရောက်တော့အရှင်ဩဘာရဲ့အိမ်မက်ထဲကိုအမေအိုကြီးရောက်ရှိလာခဲ့လေတယ်။အမေအိုကြီးကအရှင်ဩဘာတောက်ကိုပြုံပြုံကြီးစိုက်ကြည့်ပြီး အမေတားကိုအခုလိုဖူးတွေးခဲ့ရလို့အမေကျင်နေရပါတယ်။အခုတော့ငမုံးဆိုတဲ့လူတကာမုန်တိခံရတဲ့သူဟာကောင်းမွန်တဲ့လှုပ်ဆောင်မှုတစ်ခုနဲ့အဆုံးသက်တခန့်ရက်ပါခဲ့လိမ့်ပြီ။ငမုံးကလည်းတခန့်ရက်ပြီး အရှိဩဘာသာအဖြစ်တာသနာဝင်ကို ထမ်းမဲ့ပုဂ္ဂိုလ်ကတော့တနေ့အကြာတဝါရရှိပြီးတဲ့အချိန်မှာရွာစီကနေတော်အရက်စီကိုအပိတာထောက်ခေါသွားခဲ့တယ်။လေယောရွာသူရသားတွေရလေချောင်းနောင်မှုကင်းပြီးအကြောက်တရားကင်းစင်ကာ လွတ်လပ်ရွှေလန်းတဲ့ဘဝကိုရရှိခဲ့ကြလေ။အော်နေစာလေးတွေကတော့ငမောတက်ပြက်နဲ့အရှင်ဩဘာသာလှူဒန်းမှုအစုစုကို ရေဆက်ချလို့အမျှတက်ဝေပေးတဲ့အချိန်မှာတအားလို့ကောင်းစာခေါ်ဆိုပြီးတော့ကျွတ်လွတ်သွားခဲ့တာပေါ့။ပရိသတ်များရှင့်အယူသူတော်နဲ့မဖဲဝါရဲ့မွေးစားသားဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အပေးခဲ့ကြတဲ့ပရိသတ်တွေတူးချင်းစီကိုခြေစုထူးပဲတည်ရှိသလို။ဆိုင်ရေးဆရာနောင်ယူစေးကိုလည်းခြေစုထူးပဲတည်ရှိပါရဲ့ရှင့်။ ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပြည့်ရွှေ့ခြင်းကျမ်းမာခြင်းတွေကိုအစဉ်ထာရပါစားနိုင်ကြပါစေရှင်။